ရံဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေကြတဲ့တော်ရင်းချင်တဲ့နဲ့လင်းယုံမလီအားလုံးအားလုံးပဲမြင်္ဂလာပါခင်ဗျာဒူဟုတ် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အော့ဂရီဟာလူသားတွေရဲ့တဘာဝပတ်ဝန်းကျင်ညဉ့်ဉန်းစီမှုတွေကြောင့်ပြန်လည်နှိုးထလာခဲ့ပြီးကဘာကြီးကိုအုပ်စိုးဖို့ကြံစီနေကြပါပြီသူတို့ကိုအမိန်ပေးနေတဲ့အော့အရှင်ကြီးဟာတခခုမူမမှန်နေဘူးဆိုတာကို toxic ကကရိပ်မိပေမဲ့ gender ကတော့အခုထိလက်မခံသေးပါဘူး အန်နီမေရီယန်ပေါ်မှာထေလာတယောက်စီကန်းစာအုပ်ပြောင်းလို့လိုက်ရှာနေတဲ့အချိန်ခိုးတယောက်ယူဖတ်နေတာကိုတွေ့လို့ကျေနပ်သွားပါတယ်။ဒါပေမဲ့ခိုးဟာစီးမြင်းတွေတအားများလွန်းလို့အတူတူလှုပ်ဆောင်ဖို့ကလွယ်ပြီးကြံတဲ့စီးမြင်းတွေမလိုဘူးလို့ပြောလိုက်တာကြောင့်ထေလာလည်းစိတ်ဆိုးပြီးထွက်သွားပါတယ်။ခိုးတယောက်သူပြောတာမမှားပဲနဲ့ထေလာဘာလို့စိတ်ဆိုးနေတာလဲဆိုတာတွေးနေတော့မင်းသမီးရှာလျာကအဖြေပေးလိုက်ပါတယ် ်ထေလာဟာပထမဆုံး ranger ဖြစ်ပြီးစီကန်းစာအုပ်ကိုရေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်3000နဲ့အလွန်ကွာခြားတဲ့လက်ရှိခေတ်မှာမင်းသမီးရှယ်လျာဟာထေလာကိုအားကိုးပြီး ranger တွေကိုစုစည်းခဲ့ရတာဖြစ်ပါတယ်။ဒီလိုနဲ့ဆက်စုတက်တဲ့တော်ရင်သားလေးဟာလွန်ခဲ့တဲ့နှစ်3000က Animarium အကြောင်းမင်းသမီးကိုမေးပါတော့တယ်။တကယ်တော့ Animarium ဆိုတာအရင်တုန်းကလူသားတွေနဲ့တရိတ်ဆန်တွေအတူရှင်တွဲနေထိုင်ခဲ့ကြပြီးပန်းပေါင်းစုံနဲ့လှပခဲ့တဲ့ Animaria နိုင်ငံတော်ကြီးပဲဖြစ်ပါတယ်။ ။တနေ့မှာတော့မြေပြင်ပေါ်ကအစိတ်ကံတစ်ခုကမကောင်းဆိုးဝါးကြီးထွက်လာခဲ့တဲ့တာယာတဲ့တဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေခဲ့ပါတယ်။အဲ့ဒီမကောင်းဆိုးဝါးကြီးကတော့အော့ကလိုရဲ့အရှင်သခင်ကြီးဖြစ်ပြီးရှေးခေတ်သူရဲကောင်း၅ယောက်ဟာအော့အခင်ကြီးနဲ့နောက်လိုက်နောက်ပါတွေကိုရဲရဲရင်ရင်တိုက်ခိုက်ခဲ့ကြပါတယ်။မင်းမီရှာလျာကလည်းသူရဲ့တက်တော်ဆောင်တဲ့အတူလွံ့မြောက်လာခဲ့ပြီးဝိုင်းစော့တွေရှိတဲ့တောင်ကြားကဖះเจ้าထဲမှာနှစ်3000ကျောင်းအိပ်ပျော်နေခဲ့ပါတယ် ။မင်းသမီးအိပ်ပျော်နေတဲ့တောင်ကြားတစ်ခုလုံးကိုသူရဲကောင်းတွေကလေပေါ်မြှောက်တင်ခဲ့ကြပြီးလုံခြုံတဲ့ Animerian ကောင်းကင်ဘုံကိုဖန်တီးခဲ့ကြတာပါ။နောက်တော့သူရဲကောင်းတွေဟာ Orc ရဲ့ခေါင်းဆောင်ကိုဖျက်ဆီးပြီး Orc အကျွင်းကြံတွေကတော့ပုံအောင်ကြံခဲ့ကြရတာပေါ့အခုအချိန်မှာတော့လူတွေရဲ့ညစ်ညမ်းမှုနဲ့ကဘာကြီးဟာအားနည်းလာတာကြောင့် Orc တွေဟာပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်တစ်ချိန်တည်းမှာပဲသူတို့ကိုတိုက်ခိုက်ဖို့မင်းသမီးတရိတ်ဆန်တွေနဲ့သူတို့ရွေးချယ်တဲ့ Ranger တွေလည်းပြန်လည်ပေါ်ထွက်လာကြပါတယ် ချင်းတိကြီးဟာတော်ဘရင်ဖြစ်တဲ့အတွက်သူရွေးချယ်ခဲ့တဲ့ခိုးကိုရိန်ဂျာတွေခေါင်းဆောင်အဖြစ်နဲ့ထားတာလို့မင်းသမီးကရှင်းပြပါတယ်။ရေကန်သားမှာရောက်နေတဲ့ထေလာလေတာမီနှစ်ယောက်အန်နီမေရီယာအကြောင်းပုံပြင်အနေနဲ့ပြောနေတာကိုကြားပြီးတကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာကိုသိတာမို့ပြုံပြုံကြီးကြည့်ပြီးလှည့်ထွက်လာခဲ့ပါတော့တယ်။မြို့ထဲမှာတော့ကင်မရာအော့ဟာလူတွေကိုဓာတ်ပုံလိုက်ရိုက်နေပါတယ်။သူတပ်ပေါ်ရိုက်တာခံရတဲ့လူတွေဟာကိုပြောက်သွားကြပြီးကြောက်ကြောက်လန့်လန့်နဲ့អော်ကြတာကြောင့်ထေလာတယောက်သူတို့စီရောက်လာပါတယ် အကူအညီတောင်းတန်ကြရပေမယ့်လူတွေကိုမမြင်ရတာကြောင့်ထိုင်လာကအံ့ဩနေတုန်းသူတို့ကကင်မရာနဲ့လူစုအကြောင်းကိုပြောပြကြပါတယ်။ထိုင်လာကကူညီပေးမယ်လို့ဂရိပေးခဲ့ပြီးကင်မရာအော့အကြောင်းအယ်လာဆာကိုတတိပေးလိုက်ပါတယ်။ခိုးတယောက်ဒါကိုကြားပြီးထိုင်လာကိုစောင့်ဖို့ပြောပေမယ့်မမီတော့ပါဘူး။ရင်ဂျာတွေမြို့ထဲရောက်တဲ့အချိန်မှာကင်မရာအော့ကလတ်ချက်နဲ့လူပြောက်တွေအများကြီးဖြစ်နေပါပြီ။ စောတိခဲ့တဲ့ထိုင်လာကအောက်ကိုရှာတွေ့သွားပေမဲ့တယောက်ထဲတိုက်ခိုက်နေတဲ့အချိန်ဓာဘရင်နဲ့ဆုံးမတော့ဆက်ကာတို့ကပါဝင်တိုက်ခိုက်ကြလို့အောက်ကောင်စီမှာဓာတ်ပုံရိုက်ခံလိုက်ရပြီးသူပါလူပြောက်ဖြစ်သွားပါတော့တယ်။ရိန်ဂျာတွေထိုင်လာစီရောက်တဲ့အချိန်မှာကိုပြောက်သွားတာကိုပဲတွေ့လိုက်ရပြီးသူ့ကိုကျွန်းပေါ်ပြန်ခေါ်လာကြပါတော့တယ်။ရေကန်ထဲမှာသူ့ကိုသူပြန်မမြင်ရတော့တဲ့ထိုင်လာဟာအောက်ကောင်တေရွားမှာသူ့ရဲ့ခန္ဓာကိုပြန်ရမယ်ဆိုတာသဘောပေါက်လိုက်ပါတယ်။ခိုးကသူ့ကြောင့်ထိုင်လာရဲ့ခန္ဓာကိုဆုံးရှုံးလိုက်ရတာဆိုပြီးကင်မရာအော့ကိုတယောက်ထဲသွားတိုက်ဖို့လုပ်ပါတယ် တွေးသည်များကိုဓာတ်ပုံရိုက်ပြီးဖျောက်ပစ်နေတဲ့ဓာတ်ဆရာကြောင့်ကိုးတယောက်ပြေးလိုက်ပုံးလိုက်လုပ်နေရပါပြီအခြား ranger တွေကလည်း gendress နဲ့ toxic ကိုခုခံနေရတာကြောင့်သူတို့ကိုမကူညီနိုင်ကြပါဘူးနောက်ဆုံးတော့ကိုးတယောက်အကြံရသွားပြီးအလင်းနေတဲ့နေရာစီအော့ကိုမြားခေါ်သွားပါတယ်တန်ကျိုးနဲ့လွှဲပြီးစီတိုင်ကြီးတွေနဲ့တွန်းချလိုက်တာကြောင့်ဓာတ်ပုံရိုက်မရအောင်နှောက်ရထားလိုက်ပါတယ်ကိုးတယောက်အတွင်ပြောင်းပြီးကင်မရာအော့စီက filling လေးကိုထုတ် ဖန်ထားတဲ့လူတွေရဲ့ပုံရိပ်ကိုလွှတ်ပေးလိုက်ပါတယ်။ထိုင်လာအပါအဝင် လူပြောက်တွေအကုန်လုံးခန္ဓာကိုယ်ပြန်ရသွားကြပါတယ်။ဒါပေမဲ့ကင်မရာအော့ဟာအပေါ်ပါလာတဲ့ဖလင်လိတ်နဲ့မှန်ဘလူးကျဲကိုသုံးပြီးရိန်ဂျာတွေကိုဖျောက်ပစ်ဖို့လုပ်ပါတယ်။ထိုင်လာတယောက်အချိန်ကပ်ရောက်လာတာကြောင့်အော့ကောင်ရဲ့မှန်ဘလူးကိုခွဲပစ်ပြီးခိုးတို့ကိုကယ်လိုက်နိုင်ပါတယ်။ခိုးတယောက်အဖွဲလိုက်လောက်ရမယ်ဆိုတဲ့သူ့စည်းကမ်းကိုသူဖောက်ခဲ့တဲ့အကြောင်းထိုင်လာကပြောနေပေမဲ့မိတ်ဆွေတွေအတန်းနဲ့ရှင်ရင်စည်းကမ်းတွေလည်းဖောက်လို့ရတဲ့အကြောင်းခိုးကပြန်ပြောပါတယ်။ ရင်ဂျာတွေအော့ခ်နဲ့ရင်ဆိုင်ခံရတဲ့အခါသူတို့ထင်တာထက်ပိုတန်မာတာကြောင့်ဖလင်ဂျိုးတွေနဲ့ခြိထားခံလိုက်ရပြီးဒုက္ခတွေရောက်နေကြပါပြီ။ဒီချိန်မှာပဲချင်းတင်းနီခိုးကခေါင်းဆောင်ဖြစ်တာကြောင့်အရှုံးပေးလို့မရကြောင်းတတိပေးလိုက်ပါတယ်။ခိုးလည်းရှိသမျှအာကုန်သုံးပြီးသူ့ရဲ့လက်နက်ချင်းတင်းအစွဲကိုတနက်အဖြစ်ပုံပြောင်းပြီးအော့ကိုတိုက်ခိုက်လိုက်တာကြောင့်ရင်ဂျာတွေလွတ်သွားကြပါတယ်။သူတို့လည်းအချိန်ဆွဲမနေတော့ပဲတော်ရိုင်းသားအဖြစ်ပေါင်းဆက်ပြီးအော့ကိုအဆုံးသတ်လိုက်ပါတော့တယ်။ အော့ကောင်ဟာမတည်နိုင်သေးပဲစုံမတော့ခစကရဲ့စနက်ကြောင့်အကောင်ကြီးအဖြစ်ပြန်ရှင်လာတာကြောင့်ရ ेंजर တွေကတရိတ်ဆန်တွေကိုဆင့်ခွန်လိုက်ကြပါတယ် Wild Force Megazord အဖြစ်ပေါင်းဆက်ပြီးကင်မရာအော့စီကပြစ်လွတ်လိုက်တဲ့ Flint ဂျိုးတွေကိုဖျက်ချလိုက်ပါတယ်ဒက်စီယာလက်ချက်နဲ့မဂါဇိုကြီးပါပျောက်မသွားခင်တရိဆန်တွေရဲ့ဟိန်ဟောက်တန်တွေပေါင်းဆက်ပြီးဒက်စီယာကိုငရဲဖို့လိုက်ကြပါတယ်။ခိုးဟာသူမိဘတွေရဲ့ပုံကိုလွမ်းဆွရင်ကြည့်နေတာကြောင့်သူတို့ကိုတေချာပေါက်ရှာတွေးမှာပါလို့ထိုင်လာကအားပေးလိုက်ပါတယ်။ သူတို့နှစ်ယောက်အချင်းချင်းအားသာချက်တွေကိုအပြန်အလှန်ချီးမွမ်းကြရင်နားလည်မှုယူလိုက်ကြပါတယ်။ထိုင်လာကလည်းခိုးကို Ranger တွေရဲ့ခေါင်းဆောင်အဖြစ်လက်ခံသွားပါပြီ။မင်းသမီးရှာလျာကတော့ Ranger တွေကိုအဖွဲ့ကောင်းတစ်ခုအဖြစ်နဲ့တွေ့ရလို့ဝမ်းသာနေပါတော့တယ်။ဒီနေ့ recap တွေကတော့ဒီလောက်ပါပဲ။ Wi-Fi Power Ranger ကိုမြန်မာစာတမ်းထုတ်နဲ့ကြည့်ရှုရှင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ Telegram Channel Tone Hub မြန်မာမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့အခုတင်ဆက်ပေးရတာကတော့ကျွန်တော် review ပဲဖြစ်ပါတယ်ခင်ဗျာ